ဇလန်လေးရဆမှာတော့မိုးရီတန်းနေတဲ့တညမှာအခမ်းအနားကျင်းပတော့ကမင်တာယီဆိုသူကိုရိုင်းစားတဲ့စကားတွေပြောခဲမိတာကြောင့်ချမ်းကြဖြစ်တဲ့သူ့သူ့ရဲ့သမီးလေးကမင်တာယီကိုလက်ထပ်လိုက်လို့ရှိရင်မသူရဲစရာဖြစ်မှာလို့သူကမိဘနှစ်ပါးစိုးရိမ်နေခဲ့ပါတယ် တမီးဖြစ်သူကလည်းလက်မသက်ချင်ခဲ့လို့အတင်းငွေဝင်နေခဲ့ပြီးတော့နောက်ဆုံးမှာတော့တမီးရင်မဟုတ်တဲ့တမီးလေးချိနေခဲ့ကတမီးနှစ်ယောက်ရဲ့နာမည်ကိုချိန်လိုက်ပြီးတော့လူစားထိုးဖို့လုပ်လိုက်ပါ AK ကတီးလို့ရှိရင်ပြင်လာတက်မှာစိုးပေမဲ့နောက်ဆုံးမှာတော့အမားဖြစ်သူကိုရီမင်းသားနဲ့လက်ထပ်ဖို့အတွက်အစားထိုးခဲ့ပါ诶အခန်းတစ်ခုထဲမှာတော့မင်းသားလာမှာစောင့်နေရပြီးတော့မင်းသားအညာတိုင်းဓာရီလိချင်းတက်တာဖြစ်ပြီးတော့သူမအစားထိုးထားတာကြောင့်မင်းသားကိုရင်ဆိုင်ဖို့အတွက်သူမကတော့အားရှိမနေခဲ့ပါဘူးခေါအောင်ထဲမှာလည်းဝင်ပေါင်းနေခဲ့ပြီးတော့မင်းသားရှိကလည်းဝင်လာခဲ့ကတေချာနားထောင်နန်းရှင်းဝင်လာတာငါရဲ့တို့တမီးဖြစ်တင်တာငါလည်းမင်းကိုမတွေးရှင် ပုံမနေနဲ့လို့စုကအဆောင်ညာရင်းချင်းပဲပြောင်းခိုင်းလိုက်ပါ යි ။သူမမင်းသားအထွန်းလျော်သွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့လည်းတကယ်တော့သူမကလည်းလမ်းဖက်ရှင်ပန်းနဲ့လွတ်လပ်သွားပြီလို့စုကပြောနေခဲ့ပြီးတော့ကနေခဲ့ပါ යි ။ရှီယန်ကိုရွှေ့ပြောင်းပေးလိုက်တဲ့နေရာတရားလျှောက်တဲ့နေရာဖြစ်ပြီးတော့ပင်ကူအိမ်တွေအဆောင်အုံတွေနဲ့ခြောက်စားစရာနေရာလည်းဖြစ်နေခဲ့ကလိုက်ပို့သူတွေဟာလည်းထွက်ပြေးသွားခဲ့ပါ යි ။ သူမစပေးတောင်မှာတော်ရိုင်းတကောင်လုံးကြီးပင်းလာခဲ့ရပြီးတော့မင်းသားကိုအနိုင်ယူပြမယ်လို့ဆိုကကိုဘကိုအခန်းကိုတန်ရှင်းဖို့လှုပ်လိုက်ပါ誒သူတရားလည်းမတတ်နိုင်တဲ့အချိန်မှာတော့သူမချိတ်ပိတ်ထားတဲ့ကြီးကျုံဆိုတဲ့မိုးရှိဆိုတဲ့အကောင်လေးကိုလည်းဆင့်ခေါ်လိုက်ပါ誒မိုးရှိကသူ့အကြာကြီးပိတ်ခဲ့ရအောင်စိတ်ဆိုးနေခဲ့ပြီးတော့ဖြီးရရဲ့ပါးလေးကိုလည်းညှစ်နေခဲ့ပါ誒သူမမင်းသားနဲ့လက်ထပ်ရမယ်ဆိုတာကြောင့်ကောင်းစားမယ်လို့ထင်ခဲ့ပေမဲ့လည်းလက်တွေ့မှာတော့စုပ်ပြတ်တတ်နေတဲ့အခန်းထဲမှာမို့မိုးရှိတရားကလည်းဒီမှာတင်းနေတင်းနေဖြစ်နေခဲ့ပါ誒 ဇာပါဝန်ချစ်လေမိုရှီလို့ဆိုတာရှော့နေခဲ့ပြီးတော့အခန်းကူချင်းမို့ပြောလိုက်တာမိုရှီရဲ့အစွမ်းရည်နဲ့လည်းဖြည့်ရှင်းပေးလိုက်ပါ誒မင်းသားတို့တော့တော့ကန်နေခဲ့ပြီးတော့နောက်တစ်ခါဆိုရင်တော့ကယ်ဆာရှင်မယ်လို့ကြိန်းနေခဲ့ကအခုချိန်မှာတော့အိပ်ပျော်ဖို့အတွက်အစားအစာလိုနေခဲ့ပါ誒မတန်းနိုင်တဲ့အဆုံးမှာတော့ရှာလေးထုတ်ပြလိုက်ပြီးတော့နီကြပုံစံချိန်လိုက်ကခမိုးပေါ်တွေကနေပြီးတော့မိဖို့ကြောင်လိုက်ချနေခဲ့ပါ誒အနောက်အနေမင်းသားကြီးကရောက်လာခဲ့ပြီးတော့သူ့မကိုတခိုးလို့ထင်သွားကအခြေတင်စကားများခဲ့ပါ誒 အေးစေးဖမ်းခံမလားငါကိုယ်တိုင်တိုက်ရမလားဆိုတာစပြီးတော့တိုက်ခိုက်ပေမဲ့လည်းရှီယန်ပြန်ပြီးတော့ခုခံလိုက်ပါ යි ရှီယန်ကိုအဆောင်လို့မင်းသားပြောလိုက်ပေမဲ့လည်းအဆောင်ဆိုပြီးတော့ယူနီဖောင်းလည်းမို့ထားဘူးလို့ဆိုကမင်းသားကြီးရဲ့ပတ်မုတ်တွေကိုရှီယန်လက်ညှိုးထိုးပြီးတော့မေးလိုက်ပါ යි ဘာစကားမှလည်းမဆိုတော့ပဲရှီယန်ကိုတိုက်ခိုက်လိုက်ကသွေးကြောလည်းပိတ်ပစ်လိုက်ပါ යි ဘိုးရှီကိုအခုညီတောင်းခဲ့ပေမဲ့လည်းမရခဲ့အောင်မိခိုးပုံးကိုဖောက်ခွဲပြစ်ကထွက်ပြေးသွားခဲ့ပါ යි အဆောင်နေလဲရောက်လာခဲ့ပြီးတော့မင်းသားကဒီမိခိုးဘောကငါအားနေသွားစီတယ်ဒီလက်နက်ကဒီမျိုးကမဟုတ်ဘူးသူဆိုကြီးရှာအော့လာလို့လဲတွေးမိသွားခဲ့ပါ诶ငငယ်လေးကလည်းရှင်းရသူ့အတူပဲယုံကြည်ချက်ရှိတဲ့ကလေးတယောက်ဖြစ်ကအတိတ်ကိုစဉ်းစားနေတဲ့အချိန်မှာပဲဘိုးရှိကသူ့ကောင်းမောင်ကိုစိုင်းဖို့ကိုဖြိုချလိုက်ပါ诶အထင်လဲအလွဲခင်ရအစော်ကားလဲခင်ရတာမို့စပိတ်ကလောက်မှနေတာမှတော်အောင်မယ်လို့ပြောခဲ့ရကြဘိုးရှိတယောက်လက်သီးစားလဲမိသွားခဲ့ပါ诶မနစ်ညသူမဖြစ်သွားခဲ့ရကြအကျွေးဆက်ဖို့အတွက်ဒန်လွှဲခိုင်းလိုက်တာကြောင့်လွှဲပေးရပါတော့တယ် နန်းတော်ထဲမှာလည်းစုညံသွားတာမို့လူချွာလေးတရားကဖမ်းဖို့လာခဲ့ပေမဲ့လည်းရှင်းအောင်မြင်ပြီးတော့စိတ်ပြောင်းသွားခဲ့ပါ၏။နှစ်ယောက်စီးကျင်ပေမဲ့လည်းအတူတူစီးမရခဲ့ကြအောင်နောက်မှစီးတော့မယ်လို့ဆိုကရှင်းအောင်ထွက်သွားခဲ့ကြအောင်သူနဲ့တငယ်ချင်းတို့ဖြစ်ခွင့်ပေးပါငါယူစီမိုလို့လည်းမိတ်ဆက်လိုက်ပါ၏။မိုရှီကမျက်နှာကိုညှစ်ထားခဲ့ကြအောင်စူပိုပိုဖြစ်နေခဲ့ပြီးတော့မင်းစာလေးကိုတော့ဇီမိုကလည်းမမြင်နိုင်ခဲ့ပါဘူး။သူမအစီခံမင်္ဂလိတာဖြစ်ကြောင်းပြောပေမဲ့လည်းနာမည်အတင်မင်းနေခဲ့တာမို့မဖြေဘဲနဲ့လှက်တက်သွားတဲ့အချိန်မှာဇီမိုကဝမ်းနဲ့နေတဲ့ရုပ်လေးလုပြနေခဲ့ပါ誒 တခင်လေးကတကယ်သိချင်တာလားလို့ဆိုကလက်လေးကိုဆုပ်ကလိုက်ရင်းနဲ့နာမည်ကိုဘယ်တော့မှမေးပါနဲ့ grandma လို့ဆိုကရှင်ရလှေကားပေါ်ကနေပြီးတော့ကင်ပေါက်ပြလိုက်ပါ යි စီမိုကရေစိမ်းနေတဲ့အချိန်မှာသူ့ကိုကင်ပေါက်ခဲ့တဲ့မိန်းလေးအကြောင်းအခုတော့ပြောပြလိုက်ပြီးတော့သူ့ကိုကင်ပေါက်ခံရတာတော့မှအသေးကျွေးနေခဲ့ကမင်းမလားလေးကအစီကံဆိုတာပဲပြောသွားခဲ့တာကြောင့်အဆင်မပြေဖြစ်နေခဲ့ပါ යි grand ဆိုတဲ့အဖွဲ့ဝင်တွေမှာရှင်ရအလှပဆုံးဖြစ်ပြီးတော့ဖခင်မီတော်ကရင်းနဲ့သူ့မကိုလက်ထပ်ဖို့စီစဉ်ပေးခဲ့တာဖြစ်ပါ යි ရီကတော့သူစုံစမ်းခိုင်းတဲ့ကိစ္စဘယ်လိုလဲလို့မေးတဲ့အချိန်မှာပဲရုံမာတော်မြေခွေရှန်အော့ထိတ်တိုင်းတွေးနိုင်ဖို့စိတ်ရှိရှိထားလို့ပြော ခဲ့ပြီးမဲ့လဲမင်းသားကြီးကလက်သီးဆုပ်ထားလိုက်ကတတရထောက်တာအကုန်ရရနဲ့သူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးသွေးနဲ့ပြန်ပေးဆက်ရမယ်လို့လဲကြိမ်းသွားခဲ့ပါတယ်။ချီရလမ်းချောင်းနေတော့ကဗျာတဘိုးယူနေခဲ့တာကိုကြားသားခဲ့ရအောင်လိုင်ကြီးနဲ့ရှောက်လာတဲ့အချိန်မှာပဲပွေဖတ်သူလိုနေရလို့ကဗျာထဲမှာပါလာခဲ့ရအောင်ဖက်လိုက်ပြီးမဲ့လဲမင်းတကောင်ဖြစ်နေခဲ့ပါတယ်။မင်းသားကြီးကအရင်တော့ဆိုသူ့ကိုအမြဲစီးပြီးမဲ့လဲအခုကပြစ်ပယ်ထားလို့ဝမ်းနဲ့နေတာဖြစ်ကချီရတော့တကယ်နောက်တစ်ယောက်ချဖို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ရှီယန်သူတခင်လုပ်ပေးမယ်လို့သူက မင်းကိုဂျူလီယက်လို့လည်းနာမည်ပေးလိုက်ပြီးတော့ငါအနည်းရဲ့ယုံမှုကိုဖိလာစေရမယ်လို့ပြောလိုက်တာတက်စီဖို့ကိုလည်းခွင်တောင်းလိုက်ပါ誒မင်းသားကြီးရလွယ်လို့ရှိရင်ကျန်တဲ့သူဘသူမှစီးလို့မရတဲ့မင်းကိုစီးနေခဲ့ရကြောင်းအသေးအံနဲ့မင်းသားငယ်ကရောက်လာခဲ့ပြီးတော့အဲ့ဒါသူ့မင်းလို့ပြောလာခဲ့ပါ誒မင်းသားငယ်ကမင်းပေါ်တက်တာနဲ့ခါရှားခံရပြီးတော့ထွေးသွားခဲ့ရကြောင်းရှီယန်စီမှာလူလိန်ဆိုပြီးတော့လည်းစောင်းခံခဲ့ရပါ誒 မင်းသားငယ်လေးကိုတနာသွားခဲ့အောင်မျက်စိတင်ပေးခဲ့ပြီးတော့ညာရောက်လို့ပင်ပန်းနေကြတဲ့အခါမှာတော့မိုးရှိကိုခေါ်နေခဲ့ပါရဲ့အခန်းထဲမှာတော့မိုးရှိအပြင်ကြံတဲ့မင်စာလေးတစ်ယောက်ပါရှိနေခဲ့ပြီးတော့ရှီယန်ရဲ့လက်သီးစာလည်းမိသွားခဲ့ပါရဲ့ခိုးပြီးတော့ဝင်းနဲ့တော့အပြစ်ကိုခွင်လုံပေးမယ်ငါတို့ခိုင်းရလို့ရမယ်လို့ရှီယန်ပြောလိုက်ခဲ့အောင်စားစရာအပြစ်ကိုချက်ချင်းယူလာပေးခဲ့ပါရဲ့ရှီယန်ဒီယိုမလာခင်သူမအန်တီကိုပါသူနဲ့ live ဖို့မိပါနေကိုတောင်းပန်ခဲ့ပြီးတော့လူများလို့ရှိရင်ပေါ်သွားခဲ့မှာဆိုအကြအစီခံပါလေးနဲ့အန်တီကိုလည်းထားခဲ့ရပါရဲ့ ရှီယာအိမ်မဆိုးကနေနှုတ်ထလာပြီးတော့အန်ဒီနဲ့အစီခံပါလေးကတရားနေဆက်ခံနေရလို့မြင်မှတ်ခဲ့ပါရဲ့ဇီမိုအတွက်အစီခံနေအားလုံးပေးခဲ့ပေမဲ့လည်းသူ့ကိုကင်ပေါက်သွားခဲ့တဲ့အစီခံမလေးကိုပဲလိုချင်တယ်လို့အခုတော့ယူယူလဲပူစာနေခဲ့ပါရဲ့အနောက်လိုက်မျိုးနွယ်ရဲ့အကြောင်းဆွနေမယ်လို့ပြောလိုက်တဲ့ချိန်မှာစီမိုကရှင်းရှင်းယုတ်တိသွားခဲ့ပြီးတော့သူ့ရဲ့ဖေဟာရှန်အော့ကိုယုံကြည်တယ်ပြန်တော်ဖြစ်ချင်းကိုလွတ်လိုက်ပေမဲ့လည်းအနောက်တိုင်းမျိုးနွယ်နဲ့ရှန်အော့ရဲ့ဆက်ဆံရေးမှာတန်တရာပြည့်စဲရလို့ဆိုလိုက်ပါရဲ့ရှင်ကတော့သူမမမိနိုင်အောင်ရုပ်ဖြတ်ထားလိုက်ပြီးတော့ဈေးတဲကိုတရားလေးနှစ်ကောင်နဲ့ရှောက်ပြီးတော့ပတ်နေခဲ့ပါရဲ့